မူးနေတဲ့အကြောင်းကိုရေးတာပေါ့နော်ဒါပေမဲ့မူးတဲ့အချိန်မှာရေးတာဟုတ်ပြောရင်ညိုပြီးအပေါင်းတွေများကမျက်စာတွေလို့အချက်ပြတာတချွာလေးချီလမ်းများကအရဆိုင်မှာဒီခွေနေတာမထွက်ပြဘူးတင်ပြရှိုးရတာဆိုတော့များလေအရသမားအရသမားကျွန်တော်ရေးခဲ့တယ်နောက်ပြီးတော့ဒီခွေထဲမှာရှိတဲ့အချင်းလေးပေါ့နှစ်ယောက်ပေါင်းရေးရပါလိမ့်တယ်ကျွန်တော်ရှိပါတယ်ဒီကနေ့ကျွန်တော်တို့သူစရေးတော့ကျွန်တော်တောင်းတက်လို့ရှိသေးတယ်အဲ့ဒီအမှန်မရှိရေးတဲ့အချိန်ကကျွန်တော်ပထမနေ့ကျွန်တော် feeling ပေါ့ကျွန်တော် emotional stage တစ်ခုနဲ့ကျွန်တော်ကျွန်တော် ရေးလိုက်ရေးလိုက်ဟာရင်ချင်းမင်းကကြိုက်တယ်ငါပေးသူပြီးတော့ပေးလိုက်ပေးလိုက်ပြီးတော့ तू ကအဲ့ခွေပြီးနောက်တစ်ခွေကျတော့ဟဲ့ငါနောက်တစ်ခွေလိုတယ်ငါလုံဘူးကျွန်တော်ဘာကြောင်းမှစဉ်းစားလို့မရဘူးမရတော့ဘယ်ရရကျွန်တော် cross လीမစုံတစ်ခေါက်တော့ငါ့ကိုညာပါအောင်ဆို cross လीအဲ့ cross လीကျွန်တော်ရတယ်ဒါသူ့လက်တော့ဂိုးလိုလိုလိုပဲလို့ချင်းစာသားတော့ထက်လိမ့်မယ်ထင်တယ်အာကောင်းတယ်ကောင်းတယ်ပြီးပြီးအောင်ပြီးအောင်ရေးသူပြီးတော့ဒါကျွန်တော်တို့ဆက်ရေးပြတယ်ပေါ့အဲ့ရ ြာပြီးကျွန်တော်ဟိုပေါ့အရှင်းလေးတော့ရေးပြပါတယ်ဒါပေမဲ့ဟိုဘလို့ခွေတစ်ခုနေတဲ့ album တစ်ခုစီစဉ်နေရတဲ့စီစဉ်မှုရှိမရောက်ဖြစ်တာပေါ့ဗျာဒီဘက်လေးဟုတ်တရှိဝေးကကျွန်တော်တို့ကျွန်တော်မန်ကလေးနေတဲ့ချိန်ပေါ့2005 2005ပတ်ချလဲလောက်ကလေးစခဲ့တာပေါ့နော်ကျွန်တော် line up ပြီးပြီးတော့တော့ပြောင်းလဲသွားတာပေါ့အလုံးကျွန်တော်ကြံခဲ့တဲ့ line up ကျွန်တော်၄ယောက်ပေါ့နော်၄ယောက်ကကျွန်တော်ကျွန်တော် 2012လောက်ငွေပြည့်စပြောင်းတဲ့အချိန်အဲ့ဒီမှာကျွန်တော်စပြီးလက်နဲ့တည်သွားပြီးတော့လက်နဲ့ဒီလက်နဲ့ပတိုင်းစ run နေပါတော့အခုချိန်ထိပါဒီတဲ့ကျွန်တော်နေရဒီဟွာတွေပေါ့ music lot တွေမလုပ်ခင်ကတည်းကဒီနေ့ကျွန်တော်နေမှာဟိုကပေါ့ online မှာ MRC ရတငယ်ချင်းတွေ basic တငယ်ချင်းတွေအဲ့ဒီမှာကျွန်တော်ကျွန်တော်ရည်ရချင်းတွေသူ့သွားပြသူကလည်းကျွန်တော်ကိုပြပေးရပေါ့ကျွန်တော်ကျွန်တော်လိုရတဲ့ဟာ winter blue ရှိတယ်ဘယ်လိုပြောပြပေးပါလဲအဲ့ဒီကလေးစပြီးကျွန်တော်နေရဒီ ူးသူငယ်ချင်းတို့မျိုးဟိုသူလည်းကျွန်တော်လူကြီးလည်းတငယ်ချင်းမျိုးစုနေကြပါလားအဲဘယ်မဖွဲ့ရသေးပြောပါမယ်တကယ်တော့ကျွန်တော်တို့သူစားရည်တော့ကျောင်းတက်လို့ရှိသေးတယ်အဲအမှန်မရှိရည်တဲ့အချိန်ကကျွန်တော်အဲပထမနေ့ဟုတ်မထွက်ရသေးပြဟုတ်ပထမနေ့မှာကြည့်တဲ့ကျွန်တော်မျိုးစုအဲတော့နောက်ထပ်မညာပါနဲ့ဟုတ်အဲအမှန်မရှိနောက်ထပ်မညာပါနဲ့ပထမဦးဆုံးပေါ့နော်နောက်ထပ်မညာပါနဲ့မှာကျွန်တော်ပထမနေ့ဒီကကျွန်တော်ကပထမတစ်ပုတ်ကတော့ကျွန်တော် feeling ပေါ့ကျွန်တော် emotional stage တစ်ခုနဲ့ကျွန်တော်ကျွန်တော် ရေးလိုက်ရေးလိုက်ဟာရင်ချင်းမင်းကကြိုက်တယ်ငါပေးသူဆိုတော့ပေးလိုက်ပေးလိုက်ပြီးတော့သူကအခုပြီးနောက်တစ်ခွေကျတော့ဟဲ့ငါနောက်တစ်ခွေလိုတယ်ငါလုံဘူးကျွန်တော်ဘာကြောင်းမှစဉ်းစားလို့မရဘူးမရတော့ဘယ်မရရကျွန်တော် chorus လေးအစုံတစ်ခေါက်တော့ငါ့ကိုညာပါဦးလို့ chorus လေးအဲ့ chorus လေးကျတော့ရငါသူ့လိုက်ပြီးဂိုးလိုလိုလိုပဲလို့ချင်းစာသားတော့ထက်နေမှာတကယ်အာကောင်းလေကောင်းလေပြီးပြီးအောင်ရေးပြီးအောင်ရေးစီပြီးတော့အဲကျွန်တော်တို့ဆက်ရေးပြတယ်ခင်ဗျအေးရအောင်ပြတ်ပြတ်အဲကျွန်တော်တယောက်တည်းအနေနဲ့ရေးပြတာဆိုရင်အဲ့နှစ်ပုတ်ရနော်ဟိုဟာ သူခွေနေတယ်မထွက်ပြေးဘူးတင်တယ်ဗျာရှိုးရတာဆိုတော့များတယ်အရသမားအရသမားကျွန်တော်ရေးခဲ့တယ်နောက်ပြီးတော့အခွေထဲမှာရှိတဲ့အချင်းလေးပေါ့နှစ်ယောက်ပေါင်းရေးရပါလိမ့်တယ်ကျွန်တော်ရှိပါတယ်ဟုတ်တယ်ဗျာအော်ဖီဂျင်မထွက်ပြေးလိုက်ဘူးအဲ့လည်းကျွန်တော်အဲ့ဒီဖက်စီကသူကြောင်းကျွန်တော်ဖက်စီကအကြောင်းမှာရေးရတဲ့အချင်းလေးပေါ့နော်ကျွန်တော်တချင်းရေးတော့တော်များလေးရိုင်းရေးလိုက်တာများပါတယ်တယောက်ကတည်းခုနကကျွန်တော်ပြောလို့ပေါ့တော့မမရှိရတော့ဒါသူကျွန်တော်တည်ရေးပြီးတယ်ပြောလို့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တချင်းတော်များတော့ကျွန်တော်ကျွန်တော် ိတ်ခံစားမှုရောကြီးတာများပါတယ်။အမှန်တော့ကျွန်တော်အမှန်တမ်းပြောရင်ကျွန်တော်မူးတဲ့ချိန်မချင်းချင်းလို့သိမရဘူးဗျ။အဲမူးနေတဲ့အကြောင်းကိုရေးတာပေါ့နော်။ဒါပေမဲ့မူးတဲ့ချိန်မှာရေးတာ။ဟုတ်ပြောရင်တော့အတတိုင်းနဲ့သူကလူပဲကျွန်တော်တို့အဆောင်မဂီတာတီးရယ်။ကျွန်တော်အဓိကအဆောင်ဂီတာတီးရယ်သချင်းကိုလေကျွန်တော်တို့ဖွဲ့။အဲသူကအကြောက်စဲအကြောင်းလေးလာလေသေးတယ်။လာလေကျွန်တော်အာရောအစ်စီမိုက်တွေကငါဆိုပဲပွဲဆိုဆိုလို့ကိုလူဆိုပြတာပါ။အဲ့တကယ် ပြောနေလားကိုသူချင်းမှာကိုသူချင်းမှာကိုသူကကျွန်တော်ကိုအရင်မန်လေးကျွန်တော်ဒက်စီဝင်းနေနဲ့ဆိုမန်လေးမန်လေးမှာ MRI နဲ့တွဲတော့ကကျွန်တော်အဲ့ဒီချင်းဆိုခဲ့ကြတယ်။ Official ခွေထွက်တော့ကျွန်တော်ခွေထဲမှာအကြောင်းတွေမပါပြစ်လိုက်ဘူး။ပါလာပြစ်လိုက်တော့ကိုဖကအဲ့ဒီချင်းတားကြိုက်တယ်ရင်ကလေးကလည်းရင်ကြိုက်တယ်ကျွန်တော်လည်းတော်တော်ကြိုက်တဲ့ချင်းပါပဲ။အဲ့တော့သူကိုသူကိုပြောကိုသူကလည်းဆိုဖို့ဆိုတော့ကိုဖကဆိုပြစ်သွားတာ။ကျွန်တော်တို့အားနေချက်ပဲပြောရမှာပါ။နော် စိတ်ကံစိတ်ကံလာမှုအတိုင်းပဲရဲနေလုံးတယ်လို့ပဲပြောအောင်အဲ့တော့မဖြစ်မိပါဘူးကွာဒါပေမဲ့လို့အောင်မြင်တဲ့ချိန်ကဗျာတကယ်တမ်းကဟိုကျွန်တော်တချင်းတစ်ပုဒ်ကိုရေးခြင်းနေကျွန်တော်တချင်းတစ်ပုဒ်ရေးလို့ရရသွားတယ်ကျွန်တော်စိတ်ကြည်လည်းရရသွားတယ်မဖြစ်ချင်းဘူးအဲ့ချိန်မှာကျွန်တော်အောင်မြင်သွားပြီဘယ်သူမှမဆိုပြရသေးဘူးနော်အဲ့အောင်မြင်မှုရတာရှိတယ်ဘူးတချင်းရေးရတာပြောစရာကောင်းတာပါကျွန်တော်တို့ကတော့ဒီမို့ကျွန်တော်တချင်းတချင်းရေးခြင်းတဲ့ချိန်မှာကျွန်တော်ရေးခြင်းတဲ့တချင်းကိုကျွန်တော်ရေးလို့ရလိုက်တယ်ဆိုရင်ဒါကျွန်တော်တို့အောင်မြင်မှုတစ်ခုရသွားပြီ အဲ့ဒီချင်းကိုပြိဿကြိုက်ချင်းလို့ဟိုကြိုက်ကြားဒီချင်းကနေဆက်ရလာမဲ့ကျိုးရလက်ဒီဆိုတော့ဒါကတော့ကန်တရားနဲ့အများကြီးဆိုင်ပါနေပြီလို့ကတချင်းကတော့ကျွန်တော်ရေးပြတယ်ဗျအခုတကယ်ရေးနေလို့မှာအဲကျွန်တော်တို့ဘာရလူတွေနဲ့လဲကျွန်တော်တို့ဒီ online ရေးတချင်းလေးပို့ကျွန်တော်တိရလေးဒီကောင်လေးပြန်တီးပြီးတော့ပြန်လာဖို့ပြသေးတယ်မင်းအဲ့ဒီပြင်ပြီးတော့တချင်းလေးတော့ကျွန်တော်လုံနေတာဒါပေမဲ့ဒီအပြင်ကို produce လုပ်ဖို့ကိစ္စကကျွန်တော် ျွန်တော်တို့ဝါတယ်တဝိုင်းလုံးလူတက်တက်ညီတက်ညီပြင်းကြတာကိုလည်းပိုပြီးကြားလိုက်တယ်ကြားနေတယ်ပေါ့လေအဲ့လိုပြောရမှာဒီလိုခါခွင်းတင်းလို့ရှင်တော့ရောက်လာမယ်ထင်ပါတယ်ကျွန်တော်လှုပ်တာတော့လှုပ်နေတာပါအဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့လောလောဆယ်ဗျာအကြောင်းအဖွဲ့တွေကလည်းတယောက်တနေရာဒီဖြစ်နေကြတာဟုတ်လို့၄ရက်လုံးကျွန်တော်ကြောင့်ဆက်သွယ်မှုတည်းလေကျွန်တော် online လောက်ပဲဆက်သွယ်မှုအများဆုံးဆက်သွယ်မှုစီပြေတဲ့အချိန်ပေါ့ဟိုရင်းလို့အဲရောငါးသိန်းလုံးရတယ်မင်းအိမ်ကလာခဲ့ပဲကွာလာတီးအောင်ကျွန်တော်လုပ်လို့မရအဆင်မပြေဘူးပေါ့ဗျာ ပြီးတော့ပို့ပြီးတော့ process ကြီးလဲကြာတယ်เนาะအဲ့သဘောပါဘူးသူကျွန်တော်တို့ခြေသူဖြစ်တဲ့နေသားတစ်ခုခုမှာတော့ပြည်သက်တော့ခြေတပုတ်ပြီးလက်ပုတ်ပြီးအဲ့ဘန်တစ်ခုပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တင်ဆက်နိုင်ဖို့ကြိုးစားနေပါတယ်ခြေသူများကြီးတင်ပါတယ်အားလုံးအဲကျမ်းမာချမ်းသာကြပါစေလို့ဗျာ